ထုတ်လို့ရပါရှင်သားဆိုပြီးအထင်ကြီးနေသူတွေကိုတချင်ကဗီဒီယိုရှုံးမှာပတ်စံကမုံရလုခဲ့ရကြအောင်ဖွင့်ရလာတဲ့နေမင်းမင်္ဂလာပါပရိသတ်ကြီးနေမင်းကတော့တဘာဝဆန်တဲ့ item တွေနဲ့အမှုပညာလောကမှာရက်တိလာခရဖြစ်ပါရင်နေမင်းကတခြားမင်းသားတွေနဲ့ရှိရင်ရုပ်ရည်အရာတိတ်ပြီးတော့မတလုံးတာကြောင့်ဝေဖန်တာလည်းရှိပါရင်နေမင်းကမင်းသားဖြစ်တာကလည်းသူ့ရဲ့မိဘထုတ်လို့ရင်မှဝင်တရုပ်ဆောင်ရင် မင်းသားဖြစ်ခဲ့တာပါမိဘတွေကထုတ်လို့ရေလုပ်ငန်းရှင်တွေပြချမ်းသာတာမို့အရှင်ကလေးကနေမင်းတို့ကို ကြည်ကြည်တက်ချမ်းသာလို့ထင်ကြပါတယ်တတိမျိုးရိုးကနေဆင်းသက်ကဘဝအလွယ်တကူဖြတ်တန်းရတယ်လို့ထင်တဲ့သူတွေကိုနေမင်းဟာသူဖြတ်တန်းခဲ့ရတဲ့ဘဝတွေကိုထုတ်ပြောလာခဲ့ရဖြစ်ပါတယ်နေမင်းကချမ်းသာသူအနေနဲ့မဟုတ်ဘဲသူကိုယ်တိုင်ကလည်းရုန်းကန်ခဲ့ရပါတယ်နေမင်းတို့ကရန်ကုန်မှာကြီးပြင်းလာခဲ့ကြသူတွေမဟုတ်ပါဘူး နေဘက်မှာနေထိုင်ရင်းနဲ့တောင်ရန်ကုန်မှာစီးပွားလလုဖြစ်တာပေါ့နေမင်းတို့ကတက္ကလာမြို့မှာနေထိုင်ဖြစ်ခဲ့ကြဖြစ်ပြီးအမျိုးတွေအလုံးစုနေမျိုးလေးဆိုလေမမပါအောင်တော့နေမင်းရဲ့ငယ်ဘဝကလည်းတက္ကလာမြို့ကနေတောင်စတင်ခဲ့ရဖြစ်ပါတယ်နေမင်းတို့မိသားစုကတက္ကလာမြို့မှာအမျိုးတောင်တလို့အလုံးလဲဆောင်ကြပါတယ်နေမင်းရဲ့မိဘတွေကအခိလတော်ဆိုရင်ဗီဒီယိုစကားရုံဖွင့်ခဲ့ကြတာပါ အရင်ကတိတ်ပြီးတော့မဖွင့်ပြတဲ့အတွက်နေဘက်တွေမှာဖီလိုရှင်ကိုရုပ်ရှင်ရုံနေလို့ထောင်ကြပါတယ်အသက်ထွက်တဲ့ဗီဒီယိုစကားတွေကိုပြသကြကပက်ဆန်တွေကောက်ပြီးစီးပွားရှာကြဖြစ်ပါတယ်နေမင်းရဲ့မိဘတွေကလည်းဗီဒီယိုစကားရှင်လေးကိုထောင်ကြကစကားတွေပြသကြပါတယ်အဆိုပါစကားရုံမှာနေမင်းကအငယ်ဆုံးသားဖြစ်တာမို့တောက်တူမင်းရဆိုလည်းမမပါဘူးစကားလာကြည့်ကြပြီဆိုရင်ငွေကောက်ရတဲ့လောက်ကနေမင်းရဲ့အလုပ်ဖြစ်ပါတယ် ဒါအပြင်စကားလာကြည့်ကြတဲ့သူတွေကိုနေကြစိတ်နဲ့မုန်းနေလေရောင်းရပါသေးတယ်။တရက်ထိုးတွေလည်းကိုယ်တိုင်ထိုးကရောင်းရတယ်လို့ရေခဲကြောင်းလည်းရောင်းဖို့ပါသေးတယ်။ဒါတွေကစကားပြနေချင်းဆိုရင် နေမင်းရဲ့အလုပ်တလို့ဆိုရမှာပါ။ဒါအပြင်ရုံမှာစကားပြဖို့ကလေးနေမင်းရမယ်ဥဆောင်လောက်ကညာတာပါ။ဘီလိုစကားတစ်တွေကိုအချိန်မီပြတာတာမို့စကားထွက်ပြီးဆိုတာနဲ့ထွက်လို့ရတိုက်တွေမှာနေမင်းကိုယ်တိုင်သွားဝယ်ရတာပါ။ ရန်ကုန်တက်ကောင်အပတ်တိုင်းလိုလိုဇက်ကားတွေတောင်းဝယ်နေရဖြစ်ပါရည်။ဒါအပြင်ဇက်ကားဆိုင်ဖို့ဆိုလေနေမင်းကိုယ်တိုင်တောင်းရေးဆွတာဖြစ်ပါရည်။ဒါကြောင့်မို့တယောက်ထက်နဲ့လုံးဆောင်တယ်လို့တော့ပြောလို့ရပါရည်။ဗီဒီယိုရုံမှာလိုတဲ့ဆိုင်ဖို့တွေဆိုလေနေမင်းတယောက်ထဲကတော့လောက်တာပဲဖြစ်ပါရည်။နေမင်းတို့ရဲ့ဗီဒီယိုရုံလေးကကြော်စီရလို့အမိရတာဖြစ်ပြီးဖွင့်ခဲ့တာဆိုရင်တော့နေ့30တောင်ကြာသွားပါပြီ။နောက်ပိုင်းမှာနေမင်းတို့က ရန်ကုန်ပြောင်းလာကောင်ရုပ်ရှင်တဲ့ဗီဒီယိုထုတ်လို့ရပြောင်းလုပ်ခဲ့ရဖြစ်ပါတယ်အနုပြန်လောကနေမစိမ့်တော့တဲ့အတွက်ပြောင်းခဲ့တယ်လို့စီးပွားရေးလည်းအောင်မြင်ခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းကလေးကနေမင်းတို့ကတက္ကလာမြို့ကိုပြန်မလာဖြစ်တော့ပါဘူးရန်ကုန်မှာတော့အခြေချတာမို့ဗီဒီယိုစကားရှင်လေးကိုလည်းပိတ်ထားခဲ့တာကြပါပြီနှစ်30လောက်ဒီတိုင်းပိတ်ထားခဲ့တာရောင်းလည်းမရောင်းရပါဘူးအစိုးရဗီဒီယိုရှင်လေးကသူတို့ရဲ့အောင်မြင်ဖြစ်တော့ရ စတင်ခဲ့တဲ့နေရာလေးမျိုးမရောက်မဲအမတ်တရထားထားဖြစ်ပါတယ်။အိမ်ကလည်းမထားပဲဒီတိုင်းပိတ်ထားခဲ့ရဖြစ်ပြီးပြီးခဲ့တဲ့ရှမ်းမသားနေမင်းကပြန်ကြည့်ဖြစ်ခဲ့တာပေါ့။နေမင်းကသူ့ရဲ့အရင်အိမ်လေးကိုပြန်ရင်အမျိုးတွေစီကိုလည်းပြန်ဖြစ်ခဲ့တာဖြစ်ပါတယ်။နေမင်းတို့အမျိုးတွေကကြီးကျက်တာမျိုးမရှိပဲအကုန်လုံးကဖွဖွင့်လင်းနေတာရှိကြဖြစ်ပါတယ်။ဘီရိုစကားယုံထောင်းရင်းနဲ့ထုတ်လို့ရလုပ်ငန်းရှင်တွေဖြစ်လာခဲ့တဲ့နေမင်းတို့အမြင်လေးတွေကို 要不要别个帮心，好给帮，真了哦。